ပရိသတ်များအားလုံးမင်္ဂလာပါ Glassy Movie Recap Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော် Channel ကနေပြီးတော့တင်ဆက်ပေးခြင်းတဲ့ဇာကားလေးကတော့ Survivor Family လို့နာမည်ရတယ်ဇာကားကောင်းလေးပဲဖြစ်ပါတယ်ခင်ဗျဒီဇာကားလေးထဲမှာဆိုရင်တော့လျှက်စစ်မီးတွေပြတ်တောက်သွားခဲ့ပြီးတော့အခက်ခဲတွေဂျားတွေကနေအသက်ရှင်နေအောင်စူးစမ်းခဲ့ကြတဲ့မိသားစုလေးအကြောင်းကိုဟာသားနဲ့ Drama ဆန်ဆန်ရိုက်ကူးပေးထားပဲဖြစ်ပါတယ်ခင်ဗျဒီလိုမျိုးဇာတ်လမ်းကောင်းတွေကိုအမြဲတမ်းတင်ဆက်ပေးနိုင်မှုအတွက်ကျွန်တော်တို့ရဲ့ Glassy Movie Recap Channel လေးကိုလည်း Like and Subscribe ပြီးလှူသားကြဖို့အတွက်တောင်းဆိုလိုက်ပါရခင်ဗျ ဲဒါဆိုရင်တော့ကျွန်တော်တို့အကြောင်းမရှိတော့ဘဲနဲ့ထုံးစံနိုင်မယ့်အညောင်းပြေစီဖို့အတွက်ဇလန်းလေးကိုစားကြပါမယ်ခင်ဗျ။ကျွန်တော်ကတော့ထုံးစံနိုင်မယ့် GMR ကရှိန်းသူဖြစ်ပါလိမ့်။ဂျပန်နိုင်ငံရဲ့တိုဂျိုမြို့မှာဆူဇူကီကမိမဖြစ်သူမီဆူ၊တားဖြစ်သူကန်ဂျီ၊တမိဖြစ်သူယူရီရိုးနဲ့အတူတူပျော်ရွှင်စွာနေထိုင်နေကြပါလိမ့်။ဒီမှာတော့စူစီကအိယာထာနောက်ကျနေပြီးနာယီအလမ်းကိုကြည့်လိုက်တဲ့အခါမှာနာယီကအလုံးမလို့တော့တော့တွေ့လိုက်ရပါတယ်။အဲဒီနောက်မှာအခန်းပြင်ထွက်လာခဲ့ပြီးမီဆူကိုဘယ်အချိန်ရှိပြီလဲလို့မေးလိုက်ပါတယ်။ မေဇိုကနာယီဒီအားလုံးရက်နေတယ်လို့ပြန်ပြောလိုက်ပြီးလျှက်စစ်မီဒီကလည်းမရဘူးလို့ပြန်ပြောလိုက်ပါတယ်။အဲအကြောင်း Suzuki ကလည်းလျှက်စစ်ကုမ္ပဏီကိုဖုန်းဆက်ပေးမယ်ဖုန်းလိုက်နေရမရတော့ပါဘူး။အဲဒီနောက်မှာတော့ Suzuki ကအလုံးနောက်ကျနေရကြအောင်အမြန်ပြင်ဆင်လိုက်ပြီးအိမ်ကနေထွက်လာခဲ့ပါတယ်။ Suzuki တို့အိမ်ထဲကနေအမြန်ထွက်လာခဲ့ကြပေမဲ့လျှက်စစ်မီမရတာကြောင့်ဒလိကားရီကပါအလုံးမလုံးကြတော့ပါဘူး။အဲအကြောင်း Suzuki ကလေကားကနေပဲဆင်းလာခဲ့ရပြီးအလုပ်ကိုအမြန်သွားခဲ့ရပါတယ်။ ဒါပေမဲ့ယထာဘူတော်ရောက်တဲ့အခါမှာလည်းပဲလျှက်စင်မီမရတော့တဲ့ကိစ္စကြောင့်မလို့ယထာတွေအားလုံးကလည်းရောက်မလာခဲ့ပါဘူး။တာဝန်ရှိသူတွေကလျှက်စင်မီပြတ်တောက်နေလို့ယထာတွေထွက်လို့မရကြောင်းရှင်းပြနေကြပါသေးတယ်။ယထာမရကြောင်းတချို့လူတွေကလည်းကားစီးပြီးသွားဖို့လုပ်ခဲ့ကြပေမဲ့ကားတွေကလည်းဆန့်နှိုးလို့မရတော့ပါဘူး။အဲဒီမှာကန်ဂျီကအเจ้าကိုစပိန်စီးပြီးတော့သွားနေခဲ့ပါတယ်။လန်တနီယောရောက်မှာတော့စပိန်စီးသွားတဲ့ကန်ဂျီကိုကြည့်ပြီးတော့လူကြီးတွေအားကြနေကြပါတယ်။စစ်စကီကအလုတ်ကိုရောက်အောင်စူးစမ်းပြီးတော့သွားခဲ့ပေမဲ့လည်းအလုတ်ရှိရောက်တဲ့အခါမှာလျှက်စင်မရတာကြောင့်မလို့ တကားတွေကလည်းဖွင့်လို့မရဖြစ်နေခဲ့ပါတယ်သူတို့အားလုံးရဲ့နိုင်တွေကလည်းရက်တက်နေကြပြီးတော့ဘယ်ချင်းရှိနေပြီလဲမသိရကြအောင်မလို့အားလုံးကထူးဆန်းနေကြပါတယ်အဲဒီနောက်မန်တကားကိုရိုက်ခွဲလိုက်ပြီးအလုံးလို့ပို့အတွက်အထက်ကိုဝင်လာခဲ့ကြပါတယ်ရုံးထဲကိုရောက်တဲ့အခါမှာလျှက်စစ်မီမရတော့အောင်မလို့ကင်မရာတွေကလည်းဖွင့်လို့မရဖြစ်နေပါတယ်အဲဒီအချိန်မှာဆူဇူကီရဲ့မိန်းမဖြစ်သူမီဆူကလည်းအင်းကြီးကြီးနေလျှက်စစ်မီပြတ်တော့လို့ဘာမှလုံးလုံးမရတော့တဲ့အကြောင်းအချင်းချင်းပြောနေကြပါတယ် မီဆူနဲ့တငယ်ချင်းတွေကတော့ညဘက်မီးမလာလို့ရှိရင်သုံးဖို့ဖျောင်းနိုင်တဲ့စားတောက်ဖို့အတွက်လိုအပ်တာတွေဝယ်ဖို့စူပါမားကတ်ကိုထွက်လာခဲ့ကြပြီးတော့မီဆူလဲပဲလိုက်လာခဲ့ပါတယ်။အဲဒီနောက်မီဆူကဖျောင်းတိုင်းရေနဲ့အစားစာတွေကိုဝယ်ယူလိုက်ပါတယ်။လိုအပ်တာတွေကိုဝယ်ယူပြီးတော့ပတ်စံရှင်းဖို့လုပ်တဲ့အခါမှာသူ့ရှေ့မှာစောင့်နေတဲ့လူတန်းရှည်ကြီးကိုလည်းမီဆူကတွေ့လိုက်ရပါတယ်။အဲဒီအချိန်မှာဆက်တွေသုံးလို့မရတော့ကြောင်းမလို့ဝန်ထမ်းကငွေသားပဲလက်ခံမေးလို့ပြောလိုက်ပါတယ်။အဲဒါကြောင့်လူတချို့ကလည်းငွေသားရဖို့အတွက်အေဒီယန်ဇက်တီမှာပတ်စံသွားထုတ်ခဲ့ပါတယ်။ဒါပေမဲ့ဆက်တွေကသုံးလို့မရတော့ပါဘူး။ ရုံးမှာတော့ Suzuki ရဲ့ boss ကဒါအာမန်လျက်စစ်ပြတ်တောက်မှုမဖြစ်နိုင်ကြအောင်ပြောလိုက်ပြီးတော့အလုပ်သမားတွေကိုအိမ်ပြန်ခိုင်းလိုက်ပါတယ်။အလုပ်ပြန်မှာတော့ Suzuki ကစပိန်အယောင်ဆိုင်တစ်ခုကိုသွားခဲ့ပါတယ်။လူတွေအဝယ်များနေရကြမလို့စပိန်တွေကဈေးတက်နေပြီးတော့ Suzuki ကလည်းပဲစပိန်စီးကိုဝယ်လိုက်ပါတယ်။ညဘက်ရောက်တဲ့အခါမှာတော့ Suzuki တို့မိသားစုလည်းလျက်စစ်မိမရတာကြောင့်မလို့ဖျောင်းနိုင်မိတဲ့ထုံးကထမင်းစားကြပါတယ်။ထမင်းစားပြီးတဲ့အခါမှာပကံစေးဖို့လုပ်ပေမဲ့ရီးမလာကြောင့်မလို့မိစုကလျက်စစ်မိပြတ်တာနဲ့ရီးမလာတာမဖြစ်နိုင်ကြောင်း Suzuki ကိုပြောလိုက်ပါတယ်။ ။လေးစင်မီကဖုန်းတွေပါတုံးလို့မရတော့ကြောင်းမလို့စူစူကီတို့မိသားစုတွေလည်းပဲပြေးနေခဲ့ပါရီ။အဲ့နောက်ဝရန်နာကိုထွက်လာပြီးတော့ကောင်းကင်ဘုံမောကြည့်လိုက်ပါရီ။ကောင်းကင်ဘုံကဂျယ်ရီကိုကြည့်လိုက်ပြီးတော့ယူရီကဂျယ်ရီကအယမ်းလာကြောင်းပြောလိုက်ပါရီ။စူစူကီတို့မိသားစုကနှစ်ပေါင်းများစွာကြာမှပထမဆုံးအနေနဲ့ဂျယ်ရီကိုကြည့်မိတာပဲဖြစ်ပါရီ။အဲ့လိုနဲ့၃ရက်မြောက်နေ့တည်းလျှက်စစ်မရတော့ကြောင်းမလို့ဆူဇူကီတို့ကအိမ်မာလေးပဲဒုက္ခရောက်နေခဲ့ကြပါပြီ။ရေမရတာကြောင်းမလို့ထမင်းမကန်တွေကအများကြီးပုံနေခဲ့တယ်လို့အဝိရှော်ဖို့အတွက်လည်းလျှက်စစ်မီမရတာကြောင်းမလို့မီဆူကလည်းနေပဲရှော်ဖို့နေခဲ့ရပါပြီ။ အဲ့လိုနဲ့လျက်စင်မီမရတော့ကြောင်းမလို့လူတွေကလည်းနေထိုင်မှုတွေအရင်လိုမဟုတ်တော့ပါဘူးစုစကီတို့ရဲ့အလုံးမှာလည်း boss ကလျက်စင်မီမရရင်ဘာမှလုံးမရတော့ကြောင်းမလို့လျက်စင်မီမရမချင်းနောက်ရက်တည်းကိုအလုံးမလာဖို့အတွက်ပြောလိုက်ပါတယ်အဲ့ဒီကစုစကီကအလုံးမလုံးရင်ပတ်စံရတော့မှာမဟုတ်ဘူးလို့ပြန်ပြောလိုက်ပြီး boss ကတော့မိသားစုကိုပဲ give ဆိုင်ဖို့အတွက်ပြောလိုက်ပါတယ်စုစကီရုံးအပြန်သူ့ရဲ့ boss ကနေဘက်ကိုသူ့ရဲ့မိသားစုနဲ့အတူထွက်သွားတာကိုတွေ့လိုက်ပါတယ် အဲ့နောက်တိုးကျိုးလိုမျိုးကြီးမှာဒီတိုင်းဆက်နေဖို့ဆိုရင်တော့စားတော့ဖို့နဲ့အခက်ခဲဖြစ်လာမှာကိုစူဇူကီကလည်းတည်ထားမိသွားပြီးတော့နေဘက်ကိုသွားဖို့အတွက်အကြံရသွားပါပြီ။အဲ့နောက်ပတ်စံထုတ်ဖို့ဘန်အောင်သွားခဲ့ပေမယ့်ပတ်စံမရဘဲနဲ့လူတွေနင်းတာပဲခံလိုက်ရပြီးတော့ပြန်လာခဲ့ရပါတယ်။မေဇူကလည်းတောက်ရီကိုယူဖို့အတွက်သွားခဲ့ပြီးတော့လျက်စီမီမီရတာကြောင့်ရေလောင်ကန်နေမှာပါရေတွေကုန်နေခဲ့ပါပြီ။လျက်စီမီပြတာခုနှစ်ရက်အကြာမှာတော့စတိုးဆိုင်နေမှာလည်းပဲစားစရာတွေကုန်နေခဲ့ပါပြီ။အလုတ်တွေယုံနေကျောင်းတွေလည်းပိတ်သွားပြီးတော့လူတွေလည်းနေဘက်တွေကိုပြောင်းသွားကြပါပြီ အဲဒါကြောင့်ဆူဇူကီလည်းပဲမိသားစုနဲ့တိုင်ပင်ပြီးတော့နေဘက်ကိုထွက်သွားဖို့အတွက်ပြင်ဆင်လိုက်ပါရီဆူဇူကီတို့မိသားစု၄ယောက်ဟာစပိန်တယောက်တစ်စီးနဲ့နေဘက်ကိုစပြီးတော့ထွက်လာခဲ့ကြပါရီလမ်းမှာရေရောင်းတဲ့သူတွေကိုတွေ့ပြီးမဲ့လေဈေးတွေကအဆမတန်များနေတာကိုတွေ့လိုက်ရပါရီအဲဒီနောက်ဈေးသက်သာရင်းညာကိုတွေ့ခဲ့ရပြီးတော့ရေဘူးတွေကိုဝယ်ယူလိုက်ပါရီဆူဇူကီတို့မိသားစုကလမ်းခီးတနေရာမှာအစားအစာပြီးနောက်ခီးဆက်လာကြပါရီမေဆူရဲ့မိဘတွေရှိတဲ့နေရာကိုသွားဖို့အတွက်လေဆိပ်ကိုရောက်လာခဲ့ကြပြီးမဲ့လေလင်းနေအလုံးလုံးတော့တာကိုမြင်တွေ့လိုက်ရပြီးတော့ဆူဇူကီတို့မိသားစုလည်းပဲစိတ်ပြတ်သွားကြပါရီ လျင်ခီးစင်တွေကိုလျက်စစ်မီမရမချင်းဖြတ်သိမ်းကြောင်းအဆောင်တွေကပြောလိုက်တဲ့အခါမှာအပြင်ကလူအုပ်ကြီးကဒေါသထွက်သွားပြီးအဆောင်တွေနဲ့ရန်ဖြစ်ကုန်ကြပါလိမ့်။အဲဒါကြောင့်ဆူဇူကီတို့မိသားစုကလည်းစပိန်နဲ့သွားဖို့ပဲဆုံးဖြတ်လိုက်ကြပါလိမ့်။လန်ကီတနီယာရောက်မှတော့ညမောင်နေပြီးမလို့ဟိုတယ်တစ်ခုမှဝင်သွားဖို့အတွက်ဆူဇူကီတို့ကဆုံးဖြတ်လိုက်ပါလိမ့်။ဒါမဲ့ဟိုတယ်ကအခန်းကားတွေကိုအဆမတန်တောင်းနေခဲ့ပါလိမ့်။အချိန်ကြီးကခက်ခဲနေရမလို့ဆူဇူကီတို့ကလည်းမတက်နိုင်တော့ဘဲနဲ့ပေးလိုက်ရပါလိမ့်။မိသားစုစားတော့ပြီးတဲ့နောက်မှာယူရီကအိမ်ုံပြန်ဖို့အတွက်ပြောလိုက်ပါလိမ့်။ အဲ့ကဆူဇူကီကမြို့ပေါ်မှာဆက်နေမယ်ဆိုရင်ဒုက္ခရောက်တော့မှမလို့နေဘက်ကိုပဲဆက်ပြီးတော့ခီးထွားတော့မှဖြေချောင်းပြောလိုက်ပါရီမနေ့ရောက်တဲ့အခါကျတော့ခီးသွားဖို့အတွက်မြေပုံလိုတာမလို့ကန်ကြီးကမြေပုံကိုဆိုင်းဆိုင်မှဝင်ဝင်လိုက်ပါရီနောက်ပြီးရင်းနဲ့အစားအစာတွေလိုအပ်တာအကြောင်းသူတို့မှပါတဲ့ပစ္စည်းတွေနဲ့လေးလိုက်ပါရီအဲ့နောက်ခီးဆက်လာခဲ့ပြီးအဝေးပြေးလမ်းမှရောက်တဲ့အခါမှာတော့သူတို့လိုပဲနေဘက်ကိုသွားနေကြတဲ့လူတွေကိုတွေ့လိုက်ကြပါရီညဘက်ရောက်တဲ့အခါတခြားခီးသွားရင်တူတူစကန်ချလိုက်ပြီးတော့အိတ်လိုက်ကြပါရီသူတို့ရဲ့ရေကိုတခြားလူတွေကလာပြီးတော့ခိုးယူနေလို့လေပြဿနာတွေဖြစ်ကုန်ကြပါသေးတယ် မနေ့ရောက်တဲ့ကာမှာလူသေးတွေရှိနေတဲ့လိုင်ကောင်းတစ်ခုကိုဖျက်သွားဖို့တဖြစ်လာခဲ့ပါလိမ့်။လိုင်ကောင်းရှိမှာတော့မျက်မမြင်အဖွားအိုတွေကသူတို့ကူညီပေးနိုင်အောင်ပြောလိုက်ပြီးကူညီပေးတဲ့အဖိုးကအနေနဲ့ရင်းနဲ့ဆန်ပြန်ပေးရမယ်လို့ပြောလိုက်ပါလိမ့်။အဖွားအိုတွေကမျက်မမြင်ဆိုတော့အမောင်ထဲမှာသွားလာနိုင်ပါလိမ့်။စစကြီးရဘကလည်းခီးဆက်သွားဖို့အတွက်လိုရာကြောင့်မလို့အဖွားအိုရီရဲ့ကူညီတွေကိုယူလိုက်ကြရပါတယ်။အဲလိုနဲ့လျက်စစ်မီးပြတ်တာ16ရက်ရှိသွားပြီးတော့ရေဘူးတွေကရေတွေကုန်သွားတဲ့အတွက်မြစ်ထဲကရေကိုစစကြီးတို့ကတောက်နေကြရပါတယ်။ ညနာနေထွက်လာခဲ့ပြီးလန်ဒန်နေရာရောက်မှာတော့မုံတိုင်းရှိနေရာကြောင့်သူတို့ရဲ့စပိန်နဲ့ပစ္စည်းတွေကိုထားခဲ့ပြီးတရားအောင်မှာဝင်ပုံလိုက်ကြပါရီမုံတိုင်းပြီးသွားလို့ပြန်ထွက်လာတဲ့အခါသူတို့ရဲ့အစားအသောက်တွေလည်းပျက်စီးသွားခဲ့ပြီးတော့စပိန်တစည်းကလည်းတာယာပေါက်သွားခဲ့ပါရီအဲဒီနောက်နီနာမှာရှိတဲ့မြို့ကိုသွားကစားစရာတွေနဲ့ရေရှိမလားလို့သွားရှာကြပါရီကန်ကြီးတဲ့ယူရီဟာမားကတ်တစ်ခုကိုရောက်လာခဲ့ပေမဲ့စားစရာကောတောက်စရာကောဘာမှမရှိတော့တာပဲတွေ့လိုက်ရပါရီအဲဒါကြောင့်ကန်ကြီးတို့မောင်နှမလေးစားဖို့အတွက်ကြောင်စားတောက်ဖို့အတွက်ဘက်ထရီမိုးတွေကိုယူလာခဲ့ပါရီ အဲဒီနောက်ចောင်းသားတွေကိုစားတဲ့အခါအရသာမကောင်းတာကြောင့်ယူရီလည်းပဲထွေးထုတ်လိုက်ပါတယ်။ကန်ကြီးလည်းစပိန်တာယာကိုဖုံးကာပါနဲ့ဖားလိုက်ပြီးတော့ခေးဆက်ခဲ့ကြပါတယ်။အဲ့လိုနဲ့ဆူဇူကီတို့မိသားစုကခီးသွိုင်းနဲ့ရပောင်းများစွာကြာလာခဲ့ပါတယ်။လန်ခီးတွင်းမှာအစားအတွက်ចောင်းသားတွေစားခဲ့ရပြီးတောက်ရီအတွက်ကတော့မိုးရီကိုတောက်ကအသက်ဆက်ခဲ့ကြပါတယ်။22ရက်မြောက်နေ့မှာတော့မိသားစုတစ်ခုနဲ့送ခဲ့ပြီးကောင်းလေးတယောက်ကသူ့မှာရိုးရိုးကင်မရာပါလာအောင်ဆစကီတို့မိသားစုကိုအမှတ်တရဓာတ်ပုံတွေရိုက်ပေးပါရီအဲ့ဒါပြင်အဲ့လူတွေကဒီလိုခစ်ပြက်ကြီးထဲမှာ ဘယ်လိုမျိုးရှင်သန်နေထိုင်စားတော့မလဲဆိုတဲ့အကြောင်းအရာကိုအနည်းငယ်မျှဝေပေးသွားခဲ့ပါသေးတယ်။အဲဒီနောက်သူတို့ရိုက်ခဲ့တဲ့ဓာတ်ပုံကိုလည်းလျှက်စီမီပြန်ရတဲ့အခါမှာပို့ပေးမယ်လို့ပြောလိုက်ပါရီ။မိသားစုနှစ်စုအတူတူခီးထွက်လာခဲ့ပြီးတော့တနေရာရောက်တဲ့အခါမှာသွားမယ့်နေရာမတူတာကြောင့်မလို့လမ်းခွဲလိုက်ကြပါရီ။53ရက်မြောင်းနေ့ကိုရောက်တဲ့အခါမှာတော့မြို့မြို့ရောက်လာခဲ့ပြီးငားပြတဲ့ရှိတဲ့နေရာမှာလူတွေကငားတွေကိုချက်စားနေတာတွေ့လိုက်ရပါရီ။ဘိုက်ဆောင်ရဲ့ဆူဇူကီတို့မိသားစုကလည်းအစားအသောက်လေးများရမလားဆိုပြီးတန်းစီနေခဲ့ပြီး တို့လည်းရောက်မှာပြရိုက်ထဲကငားတွေကစားတော့ပြီးတော့ကုံသွားခဲ့ပြီလို့ပြောပါရီစစ်စကီတို့မိသားစုအတွက်လည်းနည်းနည်းပါးပါးရမှာလို့ခြေရောက်ဖက်ပြီးတော့တောင်းပန်ခဲ့ပေမဲ့လည်းဘာမှဖြစ်မလာခဲ့ပါဘူးအဲ့လိုနဲ့68ရက်မြောက်နေ့ကိုရောက်တဲ့အခါမှာတော့စစ်စကီတို့မိသားစုလည်းစားစရာမရှိတော့တာကြောင့်မလို့လေဝင်းတစ်ခုနားမှာစိတ်ပြက်လက်ပြက်ဖြစ်နေကြပါရီဗိုက်ဇာနီယာကြောင့်စစ်စကီကလည်းသူ့အရှိယဘိုးကောင်တွေကိုတွေ့ပြီးတော့လိုက်စားဖို့အတွက်လုံနေတဲ့အချိန်မှာဝတ်ကောင်တွေ့လိုက်ပြီးတော့လိုက်ဖမ်းကြပါရီအဲ့ဒီမှာဝတ်ကိုမိသွားတဲ့အတွက်စစ်စကီတို့မိသားစုလည်းပျော်ရွှင်သွားခဲ့ပါရီ ဒါမှမဟုတ်ဘသူမှမတည့်ရတာကြောင့်မလို့သူတက်ငါတက်နဲ့ဗျာများနေကြပါရီအဲ့လိုဖြစ်နေတဲ့အချိန်မှာလူကြီးတယောက်ရောက်လာပြီးတော့ဝက်ကိုတက်ပြလိုက်ပါရီအဲ့လိုနဲ့လူကြီးကသူ့အိမ်ကိုစူစကီတို့မိသားစုကိုဖိတ်ခေါ်လိုက်ပြီးတော့အစားတောက်တွေနဲ့အိတ်ခံလိုက်ပါရီအစားကောင်းမစားရတာဂျာနေပြီဖြစ်တဲ့စူစကီတို့မိသားစုကလည်းအတကုံစားကြပါရီအဲ့ဒီနောက်အဲ့လူကြီးရဲ့အိမ်မှာစူစကီတို့မိသားစုအချင်းချင်းကြာနေလိုက်ကြပြီးတော့အဲ့လူကြီးရဲ့အလုပ်တွေကိုလည်းကူညီပေးခဲ့ကြပါသေးတယ်အချင်းတော်ကြတဲ့အခါမှာစူစကီလည်းသူတို့ခီးကိုဆက်သွားဖို့အတွက်မိသားစုကိုပြောလိုက်ပြီးတော့လူကြီးကိုနှုတ်ဆက်လိုက်ကခီးဆက်လာကြပါရီ စစကီတို့မိသားစုကမြေပုံအဟောင်းကြည့်ပြီးတော့တွားခဲ့တာကြောင့်မလို့မြစ်ရှိနေတဲ့လမ်းကိုရောက်လာခဲ့ကြပါ ರಿ အဲဒါကြောင့်စစကီတို့မိသားစုကလည်းမြစ်ကိုဖျက်ဖို့အတွက်ဖောင်ကိုဆောက်လုပ်ကြပါ ರಿ လူတွေအကုန်လုံးမြစ်တစ်ဖက်ကမ်းကိုပို့လိုက်ပြီးတဲ့နောက်မှာစပိန်တွေကိုပို့ဖို့အတွက်ပြင်ဆင်လိုက်ကြပါ ರಿ အဲဒီအချိန်မှာမိုးရွာလာခဲ့ပြီးတော့စပိန်တွေနဲ့မြစ်ကိုဖျက်တဲ့အခါမှာစစကီတယောက်ရင်းနှစ်သွားခဲ့ပါ ರಿ ကြံခဲ့တဲ့မိသားစု၃ယောက်ကလည်းမြေကမ်းတစ်လျှောက်စစကီကိုလိုက်ရှာခဲ့ကြပြီးမြေသူ့ရဲ့သဘင်အတူတကူပဲမြင်ခဲ့ရပါ ರಿ အဲအကြောင်းစစကီတည်သွားပြီလို့တတ်မှတ်လိုက်ကြပြီးတော့ဒါမီသွန်အောင်သားကဝမ်းနေစွာနဲ့စရောက်ကိုတုံးကခီးဆက်လာခဲ့ကြပါပြီ64ရက်မြောက်အကြာမှာတော့ကန်ကြီးတို့ဒါမီတွေရထားလမ်းမှာခီးဆက်နေကြရင်းနဲ့လန်တဲ့နေရာရောက်မှာတော့ခွေးရိုက်တိုက်ခိုက်တာကိုခံလိုက်ရပါပြီအဲအကြောင်းမီစုလေးပဲဂျောက်ထဲကိုပြုတ်ကျသွားခဲ့ပြီးတော့ခြေတော်လေးကျိုးသွားခဲ့ပါပြီဒါပေမဲ့လည်းရန်လူနေတဲ့ခွေးအုပ်ကြီးနဲ့ထပ်မံတွေးခဲ့ရပြီးတော့အခက်ခဲတွေးနေရတဲ့အချိန်ဂျင်းနွေးငွေသုံးရထားကြီးကသူတို့ရှေ့ကိုရောက်လာခဲ့ပါပြီ အဲဒီနောက်သူတို့ကယထာဘုံတက်လာခဲ့ပြီးတော့ယထာဘုံအလူတွေကကန်ကြီးတို့မိသားစုကိုစားစရာနဲ့တောက်စရာတွေပေးတဲ့ပြင်မိဆွေ၆ယောက်ကိုပါကုသပေးလိုက်ကြပါရီ။ညီကန်းတနည်းအားမှာစုစကီကရောက်နေခဲ့ပြီးတော့ကြီးကန်းတွေလာထိုးနေခဲ့တာကြောင့်မလို့စုစကီတယောက်တရိယာလာခဲ့ပါရီ။အဲဒီနောက်ဆောက်တီးယာမြရရှောက်သွားခဲ့ပြီးလေထုံးစက်တစ်ခုနားမှာထိုင်နေလိုက်ပါရီ။အဲဒီအချိန်မှာယထာအတန်ကိုကြားလိုက်ရအောင်လက်ထဲကမီရှူမီပန်းကိုဖောက်ပြလိုက်ပြီးလူရှိနေကြောင်အချက်ပေးလိုက်ပါရီ။အဲဒီခါမှာယထာလည်းရပ်သွားခဲ့ပြီးတော့စုစကီကိုသွားခဲ့လိုက်ကြပါရီ။ ဒီလိုနဲ့တရားရှိရကြတဲ့အခါမှာမီဆူအဖေရှိတဲ့ရွာကလေးကိုစစကီတို့မိသားစုရောက်လာခဲ့ကြပါတယ်။စစကီတို့မိသားစုလေးရွာကိုရောက်လာတာနှစ်နှစ်နဲ့126ရက်ကြာသွားခဲ့ပြီးအဲ့ဒီအချိန်တွေမှာယောက်ျားတွေကငါးဖမ်းကြသလိုမိန်းမတွေကလည်းရကန်းလုံးကြပါတယ်။ဒီနေ့မှာတော့နားရီအလန်းအတန်ကြောင့်စစကီကနိုးလာခဲ့ပါတယ်။တရွာလုံးကလည်းစပီကာအတန်နေကြောင့်မလို့နိုးလာခဲ့ပြီးရွာထဲမှာတော့လမ်းမီးတွေပြန်လာခဲ့ကဖုန်းလိုင်းတွေကလည်းပြန်ကောင်းသွားခဲ့ပါတယ်။လျှက်စစ်တပ်ပြန်ရောက်သွားတဲ့အတွက်လူတွေလည်းပျော်ရွှင်နေကြပါတယ်။ ။ရန်နေငယ်ကြပြီးတဲ့နောက်မှာတော့ Suzuki တို့မိသားစုလည်းပဲ Tokyo မြို့ကိုပြန်လာခဲ့ကြပါရီ။ TV ရတင်ဆက်ပေးနေတဲ့သတင်းမှာကတော့နေပေါက်ကွဲမှုကြောင့်မလို့အခုလိုလျက်စစ်မီးတွေပြတ်တောက်သွားတာဖြစ်ကြောင်းကြေညာနေပါရီ။တချို့လူတွေကတော့အကြမ်းဖက်အဖွဲ့ရဲ့တိုက်ခိုက်မှုလို့ပြောနေကြပါရီ။အဲဒီချိန်မှာပဲ Suzuki တို့မိသားစုလေးထံကိုလျက်စစ်မီးပြန်ရရင်ပို့ပေးမယ်လို့ပြောထားတဲ့ဓာတ်ပုံလေးရောက်ရှိလာခဲ့ပြီးတော့ဇလန်းလေးရလေးပြီးဆုံးသွားခဲ့ပါရီခင်ဗျ။ဟုတ်ကဲ့ပါဒီနေ့တင်ဆက်ပေးခဲ့တဲ့ဇာတ်ကားလေးကတော့ဒီမာရီမဲအဆုံးသက်သွားပါပြီခင်ဗျ။ နောက်နေ့များမှာလည်းပဲအခုလိုဇာတ်လမ်းကောင်းတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးနိုင်မှုအတွက်ကျွန်တော်တို့ရဲ့ Classy Movie Recap Channel လေးကိုလည်း Like and Subscribe လေးလုပ်သားကြဖို့အတွက်တောင်းဆိုလိုက်ပါရခင်ဗျာအဆုံးထိအားပေးကြည့်ရှုခဲ့ကြပြည်သူများအားလုံးပဲကျမ်းမာရှင်လန်းကြပါပြီခင်ဗျာ